ဟိုဒီအရာဝီဆိုတာကျွန်တော်လည်းမစိမ့်တဲ့အသင်းပေါ့နော်ကျွန်တော်2018နဲ့2019နှစ်နှစ်ပေါ့အာဒီအသင်းကိုရောက်လာရခြင်းမှာလည်းကျွန်တော်အများကြီးဝမ်းသာမိတယ်ပေါ့နော်အဓိကဒီအသင်းကိုကျွန်တော်ရောက်ရောက်ရှိလာတဲ့အဓိကအချက်ကဒါကျွန်တော်ရဲ့ဒါလက်ဝှေ့ဆရာဆရာရှင်းနိုင်ပေါ့နော်သူမိပြချုပ်ဖြစ်တဲ့အချိန်မှာကျွန်တော်သူ့ရဲ့လက်အောက်မှာကျွန်တော်ဘောလုံးမကစားဘူးအာကျွန်တော်ဘောလုံးကောက်တဲ့ဘွားကနေပြီးတော့ ဒီလိုဘောမျိုးရောက်လာသူလှုပ်ပေးခဲ့တဲ့အတွက်အခုသူနေပြကြုတ်ဖြစ်တဲ့အချိန်မှာကျွန်တော်သူ့ရဲ့လက်အောက်မှာကျွန်တော်ဘောလုံးကစားခြင်းလေကျွန်တော်ကျန်တာမသိဘူးဟုတ်အဲ့ဒါကြောင့်နေပြအသင်းလဲဆိုကျွန်တော်တကုံအသင်းမှာလဲကျွန်တော်ကအသင်း၄သင်းရှိပြီနော်ကျွန်တော်အခက်ခဲလို့တော့မရှိခဲ့ပါဘူးဒီဆရာရှိဆိုတာကျွန်တော်ငယ်ငယ်လေးတည်းကကျွန်တော်သူ့သင်ဆုံးမလာခဲ့တဲ့ဆရာဆိုတော့သူ့ရဲ့ training session လို့ဒီကောင်းလို့မာကင်လို့ရှာလိုက်တာနဲ့ဘလို့ exercise လုပ်မယ်ဆိုတော့အဲ့လောက်ထိတော့ကျွမ်းကျင်သိနေတယ်ပေါ့နော် အကြောင်းသူ့သူ့ရဲ့အကြောင်းတော့အကုန်တော်တော်သိပါတယ်အခက်ငယ်တော့မရှိဘူးအဓိကတော့ဒီဆရာရှိကကြတော့သူက training အားပဲပေါ့အဓိကဒါကမှ training အားရဲ့စီကံပိုင်းရသူအော်ဒီသူအခုချိန်ကြီးရက်တီလို့ရတဲ့မြန်မာနိုင်ငံမှာသူပြောခဲ့တဲ့စကားတခုရှိတယ်အာလက်ဦးစီးနေမိုးထုတ်ပြီးတဲ့ဒီပြမြန်မာနိုင်ငံမှာသူတယောက်ပဲရှိတယ် အဲတချို့ကတော့မသိပြင်မဲ့ဗလင်းနေကြတယ်။ဒါပေမဲ့ကျွန်တော်ခံယူရတာတော့ကျွန်တော်သိတဲ့ဒီပြထဲမှာတော့နေဦးစင်တွေအများဆုံးမိုးထုတ်ပေးတာဆိုလို့ဒီဆရာရှင်းတဲ့တယောက်ပဲရှိတယ်ကျွန်တော်ကိုလည်းခံယူတယ်။ဒါပေမဲ့သူနဲ့တွေ့တဲ့မိပြကသားသမားတိုင်းအဆင့်တစ်ခုပြီးအောင်မြင်မှုရရှိတယ်။တိုးတက်တိုးတက်လာရေးရှိတယ်။အောက်ကျသွားတာမရှိဘူး။ဟုတ်ကျွန်တော်ပြောနေကြတဲ့စကားပဲအဓိကတော့ကျွန်တော်တို့အများကြီးအလုပ်ကအများကြီးလုပ်အောင်ကျွန်တော်တို့ကအခုမှစပြီးတော့ပြောပြောတိစောက်တဲ့အသင်းဖြစ်တဲ့အတွက် အဟောင်းအသစ်ကောအဲ့လိုပေါ့အများကြီးတိဆောက်တယ်ပြီးတော့နီးပြလည်းအသစ်အဲ့လိုဖြစ်တဲ့အတွက်ကျွန်တော်တို့အဓိကတပွဲကြီးနေပဲကျွန်တော်တို့အိုင်ကိုဆိုက်သွားဖို့ကြီးပေါ့အဓိကတော့အလုတ်အလုတ်ပဲပေါ့အလုတ်လုံးမှလူကြီးနဲ့တက်ကတခုတော့ရောက်မှာဟုတ်အုပ်စုကတော့မနစ်ကနဲ့မတူဘူးမနစ်ကဆိုရင်အားနည်းတဲ့အသင်းရှိရင်ရှိဒီနေ့ကကျတော့အသင်းနဲ့ပြင်ဆင်မှုအားကောင်းတယ်အဲ့ဒီတော့ဘယ်အသင်းမှလည်းရှော့တလို့မရတယ်ဘယ်အသင်းမှလည်းအဆင်ကြီးလို့မရဘူးเนาะအဓိကတော့တပွဲချင်း တက်ကတ်တစ်ခုရအောင်ကျွန်တော်တို့တပွဲချင်းကိုအကောင်းဆုံးရှင်းပြမယ်တပွဲချင်းလုံးပဲကြော်ဖြတ်မယ်ဟုတ်အဲအေယော်ရီပိတ်သက်ဟိုတော့ပြောချင်တာတော့เนาะကျွန်တော်ဒီအေယော်ရီကိုစရောက်ပါပြီးကိုကျွန်တော်ကြင်ညာလက်ရှင်ပါပြီးကျွန်တော်အကျိုးဆိုကြရတယ်အဲဝမ်းသာတယ်ပေါ့เนาะဒီအောင်ကျော်နိုင်လို့ကျော်တင်လို့ရောက်လာတာသူတို့အတွက်အရန်ဝမ်းသာတယ်အဲအခုအိမ်ဝင်းပြန်ချင်းပါမယ်ဆိုတော့ကျွန်တော်ကလည်းဟိုအေယော်ရီပိတ်သက်ကိုကျွန်တော်တော်တော်ရှစ်တယ် ကျွန်တော်လည်းအရင်ရှင်းကြလို့ဒါပေမဲ့ကျွန်တော်ကဟိုဟာ AI ဟိုပိတ်သက်ကိုတစ်ခုပြောချင်တာကတော့ကျွန်တော်တို့ဒီညီငယ်တွေနဲ့ဒီမိဘအစ်စ်နဲ့ကျွန်တော်တို့ဒီဆရာရှင်းနိုင်တယ်ပေါ့နော်ကျွန်တော်တို့တက်ကတ်တစ်ခုရောက်အောင်ပိတ်သက်တွေမျောလင့်လာတဲ့တက်ကတ်တစ်ခုရောက်အောင်ပိတ်သက်တွေပြောရှင်းအောင်လုပ်ပြီးပေါ့ပြောချင်ပါတယ်